ရှင်ကလေးကညက်ပေါစာလေးကိုကြောပေါ်တင်ပြီးတစ်ပင်ပေါ်တက်သွားတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ချူချူကပုံမြင်လေးတဖို့ပြောပြသွားပါမယ်။အဲ့ဒီပုံမြင်လေးရဲ့နာမည်ကတော့ကျွန်တော်အမေလာခမညာဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ချူချူလေးကို subscribe လုပ်ပေးပါနော်။ကျေးဇူးတင်ပါရှင်။ ရှိရှိတုန်းကတော့ကြီးတစ်ခုထဲမှာတစ်ပင်လေးရင်းထိုးပြီးအရက်တွေကြွေကြအောင်လေးတိုက်နေတယ်။အဲ့ဒီချိန်မှာပဲတန်ကုန်းမြင့်တစ်ခုပေါ်ကတစ်ပင်ကြီးရဲ့အပေါ်မှာ ရှိနေတဲ့ငှက်တိုက်သေးကဥကလေးတစ်လုံးကျလာတယ်။အဲ့ဒီဥလေးကတန်ကုန်းဘောကနေလိမ့်ရှင်သွားတယ်။အဲဒီကနေဆက်ပြီးတည်တုံဒရာကနေမြက်ကိုကြော်ဖြတ်ပြီးလိမ့်သွားတယ်။ဦးကလေးကမရက်တဲ့မျက်ပင်တွေကိုဖြတ်ပြီးလိမ့်သွားပြန်တယ်။ ဦးကလေးဟာမြခင်ကြီးကိုဖျက်ပြီးတွင်းတစ်ခုနဲ့ရောက်တဲ့အခါတွင်းထဲကိုလိမ့်ရှင်သွားရတယ်။တွင်းထဲရောက်တဲ့အခါဦးကလေးဟာစက်မလိမ့်တော့ပဲယုံလေးရဲ့ရှီမှာရက်သွားရတယ်။ဥကလေးဟာအကွက်လာပြီးဥကလေးတဲကငပောက်စာလေးထွက်လာတယ်။ဟိုချီတီချီနဲ့ငပောက်စာလေးဟာယုံကလေးကို မြင်တဲ့အခါကျွန်တော်အမေလားခမလို့မေးလိုက်တယ်။ယုံကလေးက မင်းအမေမဟုတ်ပါဘူးအပေါ်ကိုတက်သွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြန်ပြောလိုက်တယ်။ဖက်ပေါက်စာလေးတွင်းထဲကနေမြေပြင်ပေါ်ကိုရောက်တဲ့အခါရခင်းထဲမှာတမင်လေးကိုတွေ့ပြန်တယ်။ကျွန်တော်အမေလားခမလို့မေးပြန်တယ်။မင်းအမေမဟုတ်ပါဘူးဆက်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောပြတယ်။ရပောက်စာလေးလဲဆက်ပြီးသွားလိုက်တာတေတုံတရားလေးရှိတဲ့မြင်းသားရောက်လာတယ် အဲ့ဒီနားမှာလေးကလေးတကောင်ကိုတွေ့တော့ကျွန်တော်အမေလားခင်ဗျာလို့မေးပြန်တယ်။လေးကလေးကမင်းအမေမဟုတ်ပါဘူး။မြေကိုကြောဖြတ်ပြီးတွားလိုက်ပါ။အဲ့ဒီမှာမင်းအမေရှိတယ်ဆိုပြီးပြောလိုက်တယ်။ရပောက်စာလေးလည်းမြေကိုကြောဖြတ်လိုက်တဲ့အခါရောက်ကလေးကိုတွေ့တယ်။ကျွန်တော်အမေလားခင်ဗျာလို့မေးလိုက်တယ်။မင်းအမေမဟုတ်ပါဘူး။ဆက်ပြီးတက်သွားလိုက်ပါ။အဲ့ဒီမှာမင်းအမေရှိတယ်လို့ရောက်ကလေးကတန်ငုံပေါ်လမ်းညွှန်လိုက်တယ်။ ှက်ပေါက်စာလေးကတောင်ကုန်းပေါ်တက်သွားတယ်။တောင်ကုန်းပေါ်ကတစ်ပင်နားမှာရှင်ကလေးကိုတွေ့တဲ့အခါကျွန်တော်မေးလိုက်ခင်ဗျာဆိုပြီးမေးတော့မင်းမင်းမဟုတ်ပါဘူးအပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းမင်းရှိတယ်လို့ပြောတယ်။နှက်ပေါက်စာလေးကတစ်ပင်ပေါ်ကိုမော့ကြည့်လိုက်ပြီးအပေါ်ကစမတက်နိုင်တော့ဘူးတက်ဖို့တိတ်ခတ်တယ်ဆိုပြီးပြောတဲ့အခါမပူပါနဲ့ကူညီပါမယ်လို့ရှင်ကလေးကပြောတယ် ရှင်ကလေးကနှစ်ပေါက်စာလေးကိုကြောပေါ်တင်ပြီးတစ်ပင်ပေါ်တက်သွားတယ်။တစ်ပင်ပေါ်ရောက်တဲ့အခါအတိုက်ထဲမှာညမကြီးနဲ့နှစ်ပေါက်စာလေးတကောင်ကိုတွေ့တယ်။ကျွန်တော်အမေလားခင်ဗျာလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်မင်းရဲ့အမေပါဒီမှာမင်းရဲ့အမပါလို့ဝမ်းသာအားရပြောလိုက်တယ်။ငါအမေကအစာရှာရပြန်လာတဲ့ငါ့ကိုပြသည်။ကိုမကြည့်ချက်မင်းရဲ့အဖေပေါ့မင်းကိုရှာနေတာ အခုမင်းပြန်ရောက်လာလို့အားလုံးပြောနေကြတယ်လို့ပြောလိုက်တယ်